Hello အားလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါတယ် Manchester United နဲ့တောက်လျှောက်ဆိုသူတို့ကျွန်တော်သတင်းထွက်နေတဲ့ Lion ရဲ့ right number 10 right mid number 10ကစားမဖြစ်သူ Ryan Chucky ကို Manchester City ရဲ့ဘက်ကခေါ်ဖို့အတွက်အမှန်ကန်စိတ်ဝင်စားမှုတွေရှိလာပြီးတော့ဒီကစားမကိုခေါ်မယ်ဆိုလို့ရှိရင် တို့ကုန်ကြနိုင်တဲ့ details အချက်လက်အတွေကိုလည်း Manchester City ထံမှရရှိထားပြီးသားဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ် Manchester City ရဲ့ကျွန်တော်တို့ဒီ number 10 row ကိုအစားထိုးဖို့အတွက် ကြိုးပမ်းနေတဲ့နေရာမှာ Morgan Gibbs-White ကလည်းလက်ရှိ Ryan Chagi နဲ့အတူပါနေတယ်ပြင်မှတ်ထားခြင်းခံရတဲ့ကစားသမားတွေဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ် Manchester City တာဝန်ရှိသူတွေရဲ့ဘက်ကတော့ Chagi နဲ့ကျွန်တော်တို့ဒီ Morgan Gibbs White နှစ်ယောက်စလုံးကိုသဘောကျနေတဲ့နှစ်ယောက်ထဲကတစ်ယောက်ကိုတော့သူတို့ကအမှန်ကန်ခေါ်သွားမယ်ပေါ့ဒီနေရာမှာ Rainer ကိုစိတ်ဝင်စားတာနဲ့မဆိုင်ဘူးပေါ့နော် Rainer ကကွင်းလေကိုအမှန်ကန်အစားထိုးဖို့ဒါပေမဲ့ number 10 row De Bruyne ထွက်သွားတဲ့နေရာမှာပြန်အစားထိုးဖို့က Chagi ဒါမှမဟုတ်သူတို့က Morgan Gibbs White နှစ်ယောက်ထဲကတစ်ယောက်ကိုအစားထိုးဖို့ဆိုတဲ့ပုံစံမျိုးသူတို့ဒီကျွန်တော်ပြောထားတယ်ဒါ Fabrizio Romano ကကျွန်တော်ပြောထားတာဆိုတော့ဒါဟာ Manchester United ရဲ့တော်တော်ကိုစိတ်ပူစရာပါ တော်တော်ကိုစိတ်ပူစရာပါကိုရီးယားတော့ Gibbs White တို့ဘာလို့နဲ့တော့ဘာမှသတင်းမှန်းတော့ကျွန်တော်မထွက်ဘူးပေါ့ဗျာသူတပြင် Gibbs White ကဟို Manchester United ပြိတက်ဖြစ်တယ်ဆိုပြီးမဲ့လေလို့ပေါ့နော်ဟိုလက်ရှိ professional ဘောလုံးသမားဘဝမှာတော့ဒါတွေမရှိတော့ဘူးဗျပိုကောင်းနေထင်တဲ့အသင်းကိုကျွန်တော်ပြောင်းညားရမှာဒါအပြင်အသင်းကလည်းဟိုကျွန်တော်တို့နောက်ထပ်ခေါ်ဖို့အတွက်ကြိုးပမ်းနေတဲ့နေရာမှာ Gibbs White တို့ဘာလို့လို့ကစားမမျိုးတွေကိုခေါ်နိုင်တဲ့အချိန်မှာရှိမနေဘူးအကယ်လို့ Morgan Gibbs White ကိုခေါ်ဖို့ Manchester City ကကြိုးပမ်းမယ်ဆိုရင်တော့ဒါတော့ဒါမျိုးလို့ Ryan Chagiru ဘာလို့ဆိုလို့ရှင်တော့ကျွန်တော်တို့တွေ့စိတ်ပူစရာဖြစ်လာပြီ Manchester United က Ryan Chagiri နဲ့ပတ်သက်လို့ရှင်ရင်ကိုရီခေါ်နိုင်တဲ့အနေအထားမှာရှိနေလို့ပဲဒါပါတော့တန်း20 25သန်းလောက်ပဲအလွန်ဆုံးကုန်မဲ့အပြောင်းအရွှေ့မျိုးက United နှစ်ခါစဉ်းစားနေတဲ့နေရာမှာကျွန်တော်မပါဘူးဆိုတော့အခု Manchester City လို့အသင်းမျိုးကခေါ်ဖို့အတွက်စိတ်ဝင်စားလာပြီဆိုတော့ကိုရီအတွက်အရာရာဟာတိုင်ပတ်ဖို့ပဲကျွန်တော် ရှိတော့တယ်ကစားမဖြစ်သူက27နှစ်ပဲရှိသေးတာ Manchester City လိုမျိုး အသင်းကခေါ်ဝေကျူးပန်းနေဆိုရင်ဒီချိန်မှာပါသွားမှာပဲပါသွားမှာပဲနံပါတ်1 Manchester City ဒီ Champions League ဝင်ခွင့်ရတဲ့အသင်းဖြစ်တဲ့ကိုရီဒီ Champions League ဝင်ခွင့်မရဘူးနံပါတ်1 Manchester City ဒီ De Bruyne နေရာကိုအစားထိုးဖို့ကြိုးပမ်းနေတာဖြစ်တဲ့အတွက် Chagi ဒီပွဲကစားခွင့် minute တွေအာမခံချက်ပို့ပြီးတော့ရှိနိုင်တယ်။နံပါတ်2 Manchester City ဒီကျတော့အလက်ရှိမှာ stable ဖြစ်နေတဲ့အသင်းတစ်သင်းဖြစ်တဲ့အောင်မြင်မှုတွေကိုယာတီတိုင်းလိုလိုစိန်ခေါ်နိုင်တဲ့အသင်းမျိုးဖြစ်တဲ့ရယူနိုင်တဲ့အသင်းမျိုးဖြစ်တဲ့ကျတော့အဲ့လိုမျိုးအတွက် ဟိုဘယ်လိုပြောမလဲသူတို့ကငွေကြီးရလဲသူတို့ကပြဿနာရှိနေတဲ့အတင်းမျိုးကျွန်တော်ဟုတ်မနေဘူးကျွန်တော်မန်ချက်စတာယူနိုက်တက်ကအဲ့လိုအခြေအနေမျိုးမှာရှိမနေဘူးကျွန်တော်ဗနာကြီးကိစ္စတွေကျတော့လေကျွန်တော်တို့မှာကပြောစရာတွေအများကြီးဖြစ်နေလိုအပ်ချက်တွေရှိနေတယ်အတင်းကလည်းယာစီအဆင့်15နဲ့ယာစီတင်ခဲ့ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတည်ငြိမ်မှုတွေဘာတွေပြသနိုင်ခြင်းရှိမနေဘူးဗောနော်ပြီးခဲ့တဲ့နှစ်တွေကိုကျွန်တော်ပြန်ကြည့်ရင်အတင်းဟာအစဉ်စရမှာကျွန်တော်တို့ဒီရှီသွားနောက်ပြန်နေဖြစ်နေတဲ့ဆိုတော့ဘလုံးမအခြေအနေကောင်းမနေဘူးဒါအပြင်ကျွန်တော်တို့ အောင်မြင်မှုတွေနဲ့ပတ်သက်လို့ရှိရင်လည်းသူများတွေလိုမျိုး major trophy တွေအမှန်ကန်ယူနိုက်တက်အခြေအနေမျိုးမှာလက်တလောနှစ်တွေမှာရှိမနေဘူးဆိုတော့25တန်းတန်း30လောက်နဲ့ပဲကုန်ကြနိုင်မဲ့အပြောင်းအရွေဖြစ်လို့ဒါကိုရီးနဲ့ကတောက်လျှောက်တဲ့နေကျွန်တော်ထွက်နေတာအဲကြောင့်ဘွန်တော့လက်ရှိ Manchester City ကအမှန်ကန်စိတ်ဝင်စားလာပြီဆိုတော့ဒီအပြောင်းအရွေကအတင်တွေအများကြီးခေရင်သွားတော့မယ်အခြေအနေမကောင်းရင် Chagiro ဘာလို့ကစားမမျိုးတွေကိုကျွန်တော်တို့ခေါ်ဖို့အတွက်ကလက်ပါလွတ်သွားနိုင်တဲ့အခြေအနေမျိုးပါ တော်တော်ကိုတိုင်ပတ်တယ်ဒါသိပြီးတော့ကောင်းတဲ့လက္ခဏာတော့ကျွန်တော်ဟုတ်မနေဘူးတော်တော်တိုင်ပတ်တယ်ဘောနော်တော်တော်တိုင်ပတ်တယ်ဆောင်းတော့ကျွန်တော်ကြည့်ရမှာပါဒါပေမဲ့လို့ Ryan Chucky ရဲ့အပြောင်းရွှေ့ကတော့ United ကတကယ်လို့ကူတာအမှန်ကန်လိုချင်နေဆိုရင်ခက်မြန်မြန်လှုပ်ရှားသင့်ပြီဘောနော် Ryan Chucky ရဲ့ဘက်ကကျွန်တော်စဉ်းစားရင်လည်း Okay Manchester City နဲ့ United ငါဘာကိုရွေးမလဲဟောကိုရီနဲ့လည်းထိတ်တဲတွေ့တုံးငယ်လို့ရတယ်ကောင်းဒီပရိသတ်တွေနဲ့သူပြဿနာတွေဖြစ်ထားတာဆိုတော့အာ City ပဲပြောင်းမှာပဲဆိုတဲ့ပုံစံမျိုးဖြစ်သွားမှာပဲတော့ Manchester City ကလည်းကစားမကောင်းနေဆိုသူတို့ကအရင်မြင်တတ်တာဗျာ နော်ကစားမတွေကိုခေါ်လိုက်ရင်လည်းပဲလုံးဝအလုံးမဖြစ်တဲ့ကစားမဆိုတော့ခက်ရှားရှားဗျာကိုဒီမှာကျတော့အဲ့လိုမဟုတ်ဘူးပေါ့နော်အလုံးလုံးလို့ရှိရင်လည်းပဲ Ebo Gjo နော်တကယ်ခေါ်လို့ရမယ့်ကစားမတွေဆိုလို့ရှိရင်လည်းပဲဘယ်တော့မှခက်မြဲမြဲအလုံးလုံးတဲ့ဆိုတာကျွန်တော်မရှိဘူးဒီနော်ခေါ်လိုက်လို့ရှိရင်လည်းပဲအတင်းမှာအလုံးဖြစ်တဲ့ကစားမဆိုတော့ခက်ရှားရှားတိုင်မူရီနဲ့နေကျွန်တော်တိုင်ပတ်နေတယ်ဆိုတော့ Chagi က Manchester City ကဒါမှန်တကယ်ကျူးပင်ပါသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကိုဒီပြတ်မှတ်ထားတဲ့ကစားမတယောက်တိုင်ပတ်စီကိုဟို လွယ်လွယ်ကူကူနဲ့လက်လွှတ်ရအောင်မဲ့သဘောမျိုးပါကိုဘက်ကအမှန်တကယ်အလုပ်လုပ်နေတိုင်းမျိုးလေးကျွန်တော်တွေ့မနေရဘူးဆိုတော့နော်ညီကတို့ရောဘလူးမင်းညလေရန်ချာဂီနီနဲ့မန်ချက်စတာယူနိုက်တက်ကအမှန်ကန်ကြိုးပမ်းသင့်နေတယ်မှာပါတယ်လို့ထင်လားဒါမှမဟုတ်ချာဂီတို့ဘာလို့ဆိုတာတဲ့ဗရန်ဖိုးရဲ့ကစားမဖြစ်တဲ့အန်ပွဲမှုကိုကျွန်တော်ပို့ပြီးတော့ကြိုးပမ်းသင့်တယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးတင်ပါတယ်